ော်ဆိုင်ကတော့ယူမချေပါဘူး။ဟောပေါ့နော်အစင်မပြေတဲ့ဆိုင်လေးလို့ဆိုပူကောင်းတယ်။အရန်ကြီးအောင်မြင်နေတဲ့ဆိုင်တွေတက်ဆိုင်အစင်မပြေဘူး။ဟိုးချောင်းနေပဲဖြစ်ဖြစ်နေရာလေးမှာအတုပ်ဆိုင်လေးရပဲဖွင့်ရဖွင့်ရအဲ့လိုဆိုင်လေးတွေဟာဟောကြီးတို့စားလိုက်တယ်900တထောင်လေးနဲ့လူတွေအများကြီးတည်သွားတယ်ဆိုရင်တို့ရောင်းရတယ်ဆိုရင်အဲ့ဒီ PD လေးကိုလိုချင်တာပါ။ဒါကြောင့်မလို့ဒီလိုဆိုင်လေးမျိုးလေလာဖို့လာပြီးကလန့်မှာကြီးတို့လာခဲ့ပြီးပါမယ်။ဟုတ် ဟုတ်ကဲ့ပါမင်္ဂလာပါအာလူအင်းအား900စာဟုတ်ကြည့်ရမွေးနေ့လူတာဖြစ်ပါတယ်ဒါကြည့်လို့ပေါင်းစုလူပေါ့ဒါတော့ကြည့်ရတောင်မောင်ပါတောင်မောင်လေးပါဟုတ်ကဲ့အပါရပါဝင်ဖြည့်စည်းပေးရလဲဆိုတော့ဒါတက်နိုင်တောင်လေးပေါ့နော်ဒါတက်နိုင်တောင်လေးကိုပေါင်ပြီးတော့ဟိုပေါင်ရဟုတ်ပါတယ်ညောက်ကလာနှစ်စီးရနော်ဘုံကြီးလန်းကဒီကဒီအစင်မပြေတဲ့လူတွေကိုအယောက်900စာဟုတ်ကြည့်ရချက်သားနဲ့ထမင်းကျွေးมาဖြစ်ပါတယ်အပြီးရခါမှကြည့်လို့ ဒီခိုင်နှွေခေရလေးမှလည်းကြည်လို့မမခိုင်နှွေခေရလေးမှလည်းကြည်လို့အလူငွေလေးလူဖို့ရှိပါတယ်။အော်ဒီလူကာလာမှာကလူတိုင်းအဆင်မပြေကြဘူးလေနော်။လူတိုင်းအဆင်မပြေတဲ့ကာလာမှာကြည်လို့ဟုတ်ဒီကာလာလေးမှာကြီးတို့မှာရှိတဲ့အမှုပညာကြီးလေးကျွေးနေစာလေးနဲ့ဒါလေးတနိုင်တလောက်လေးလှူပေးတာပေါ့အမြဲတမ်းလေးလှူချင်ပါတယ်ဒါကြောင့်မို့ကြီးတို့အစင်မပြေတဲ့သူတွေအများကြီးပေါ့နော်ဒီကာလာတွေမှာကြုံရတဲ့အခါကျတော့တနိုင်တပိုင်းလေးတနက်စာလေးကြီးတို့ဒါလှူခြင်းဖြစ်ပါတယ် ထမင်းကျွရတယ်လူရဲ့ကြလေးကကြတော့ဟိုပေါ့နော်ပထမဟိုတနက်စာလေးမနပိုင်းလေးမှာခခဲနေကြတဲ့ခါကျတော့ကြီးတို့ထမင်းလေးကျွေးမယ်ပြီးတော့ချက်သားလေးနဲ့ကျွေးမယ်ပြီးတော့အသီးရွယ်လေးနဲ့ကျွေးမယ်ဆိုတဲ့စိတ်ကူးလေးဖြစ်ပေါ်ပြီးတော့အဲဒီအထာလေးအထမြောက်တာဖြစ်ပါတယ် ်ဟုတ်ကဲ့ဟိုအရင်နှစ်တည်းကတော့ကြီးအဲ့လိုမလူဘူးအဲဘယ်လိုပြောမလဲဆိုတော့ကြီးမှဟိုတနိုင်တစ်ပိုင်းလောက်ပေါ့နော်ငွေကြီးလူတာရှိတယ်ဖုန်းကြောင်းတွေလူတာရှိတယ်အဲပြီးတော့အနီးနားပတ်ဝန်းကျင်လောက်ကိုပဲကြီးအယောက်50သားတရားလောက်ဒီလောက်လီတော့လူပူးပါတယ်ဟုတ်ဒီလိုအများကြီးတော့မလူဘူးအခုလူပြောလူရမယ်ဆိုတော့ရှင်နေမှာအတိုင်းမသိပြောမိပါတယ်တမောင်ကပြောလားဒါကလည်းဟိုအခုလူမျိုးပေါ့နော်စီနဲ့ဟိုအလူတွေပေါင်းပြီးတော့လောရတော့လဲပီတိရဖြစ်ပါတယ်လို့ အော်ဟုတ်ကဲ့ပါတားမောင်းနေတားမောင်းနေဒီနေ့ကကြတော့အဲဘလိုတိဖြစ်တာလဲဆိုတော့ဒါကလည်းအနုပညာလောကဝါသနာပါတဲ့အချိန်မှာဟိုချစ်ကြီးရဲ့ TikTok လေးတွားတွေ့အဲတွားတွေ့တဲ့ Facebook မှာတွားပြီးတော့စကားတွားပြပြောပြတယ်ပေါ့နော်အဲဒီအချိန်ကလေးကတွားပြီးတော့ဟို ဟုတ်ပါတယ်ဟုတ်ကဲ့ Facebook မှာတည်ကြတယ်အဲ့ပေါ့ကြည့်ရဟာတာလေးတွေကြည့်ရဗီဒီယိုလေးတို့သူကလည်းသဘောကျတယ်ပြီးတဲ့ခါမှာသူကလည်းတရုပ်ဆောင်တာတွေအာအနုပညာဝါသနာပါတယ်ပေါ့နော်ဝါသနာပါတော့ဂျီရိုတွေဒါလက်တွဲခွင်းနဲ့မြောက်သားဒီဟာတာလေးတွေရိုင်ရင်းနဲ့ဒီလမ်းကြောင်းကိုတာမောင်လေးကိုရောက်ရှိလာခြင်းဖြစ်ပါတယ်ဒါအမြင်ကကြတော့ကြည့်ကြည့်ရ TikTok လေးကိုအရင်တော့က TikTok တွေစဟိုကြည့်ဖြစ်တော့ဆိုလို့ရှိရင်ဟိုသူကကြည့်ကြည့်ရ TikTok လေးကြည့်လို့ရှိရင်အရင်ဒီနေ့မှာ ကြော်စရာလေးဖန်တီးပေးပေးပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်ပြီးလို့ရှိရင်အဲလူလည်းစိတ်ညစ်နေတဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်းကြော်ရှင်စေတဲ့အတွက်ကြောင့်ရန်သဘောကြတယ်ဟာကြောင့်ကြီးစိဝိုင်းစင်အာတတော်မှာနဲ့အပြင်မှာကြအပြင်မှာလည်းอืมအခုလိုမျိုးလုတ်တဲ့တွေးလောက်လာတဲ့ပုံမှာကြတော့အရင်သဘောကောင်းတယ်ပြီးလို့ရှိရင်ရန်လည်းလူချစ်လေးခွင်လေးရောပေါ်တယ်ဆိုတော့လူချင်းလူခင်လည်းရောပေါ်ပါတယ် အဲနုပညာလမ်းကြောင်းကိုရှောက်တော့မဲ့အခါမှာတိခန့်စီရှိရမယ်ပေါင်းတင်ဆက်ဆံမှုရှိရမယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ဒီမော်နော်ဟိုကိုယ့်ရဲ့ဒီဒေါသမန်မာနာကိုချပြီးအကောင်းဆုံးလမ်းလျှောက်နိုင်ရင်တော့ဒီလောကကြီးကိုရရှိတည်နိုင်မယ်လို့မြင်ပါတယ်ပြီးတော့ကိုယ့်ရဲ့အနုပညာအရေးချင်းလေးကိုပြကွင်းရမယ်ဆိုလို့ရှိရင်လေဒီလမ်းကြောင်းကရရှိရက်တည်နိုင်မယ်လို့ထင်ပါတယ် အာအဲ့ဒါလေးကတော့လေကြည်ဘလူစေကူးဖြစ်လေဆိုတော့အော်တိုဘာလာကြည်မွေးနေ့လာဖြစ်တယ်လေဖြစ်တဲ့အခါမှာကြည်အနုပညာကြည်မယူဘဲနဲ့ဒီခုနှစ်ဆိုင်လောက်ကိုကြည်အနုပညာကြည်ပေါ့နော် charges မယူဘဲနဲ့ ဒါနလေးလုတ်ပြီးဖြစ်တယ်ပထမအဆုံးကတော့ကြီးတို့တောင်းအောင်ကလာကအာတောင်းကလာနန်းဝင်စည်းရှိကပေါ့နော်အတုတ်ဆိုင်လေးမှာကြီးတို့အတုတ်စားနေရင်းနဲ့ဒီကားလောက်မှာဘယ်သူမှအဆင်မပြေကြဘူးလीနော်ကိုနိုင်နာကကျတော့ကို page မှာရှိတဲ့ follower လေးနဲ့အော်တည်သွားစီခြင်းနဲ့စိတ်ကလေးနဲ့ကြီးတို့သွားစားတယ်ကိုရဲ့ကျွေးနေစာလေးနဲ့ပြီးတဲ့အခါမှာသူ့ကိုကြီးတို့စားကောင်းတာလေးကိုကြီး sporting လုတ်ပေးတယ်တင်ပြီးတဲ့အခါမှာသူရောင်းကများသွားလို့ရှိရင်ကြီးတို့စေတနာမေတ္တာလေးကုသိုလ်လေးရတယ်လीနော်အဲ့စိတ်ကလေးနဲ့ကြီးပထမအဆုံး လုတ်ပြီးဖြစ်တယ်ဒုတိယကတော့ဂျီရိုကဒီမြောက်ကလာနှစ်စီးကထမင်းဆိုင်လေးမှာဂျီရိုသွားပြီးတော့စားပြီးတယ်ကြော်ညာပေးလေးဖြစ်တယ်ဒါဂျီရိုကုတူလေးပေါ့တတိယလေးကတော့ကဘာကြီးကခစ်သစ်ထမင်းဆိုင်လေးမှာဂျီရိုသွားပြီးတော့ထမင်းလေးစားတယ်မိသားစုလေးလုံးဝအဆင်မပြေကြအောင်ခလီလေးတွေလည်းများတယ်မိသားစုလေးများတယ်အကျွေးတွေလည်းအရန်များတယ်သူတို့မှာတနိုင်တပိုင်လေးလုတ်စားရတာလေးနော်အဲ့တော့အဲ့ခေတ်မှာဂျီရိုကဟိုဂျီရိုကိုလာပြီးကလန့်နေတဲ့အခါမှာဂျီရို အမှုပညာကြီးလည်းကျူတို့မယူရက်ဘူး free ပေါ့နော်ဒါလေးတွေရောကျူတို့ကုသဒါနလေးနဲ့အိတ်စိတ်လေးနဲ့တွားပြီးလုပ်ပေးဖြစ်တယ်ဟိုရောက်တော့အစားအသောက်လေးလည်းအရန်ကောင်းနေဇီနုံလေးတွေကလည်းတထောင်နှစ်ထောင်ပတ်ဝန်းကျင်လေးအဲ့ဒါနဲ့ကျူတို့ဒီသုံးဆိုင်မြောက်လေးကိုကြီးတွားဆိုင်တော့ဒီ piece လေးမှာကုသဒါနတင်ပေးဖြစ်ပါတယ်နောက်ထပ်ဆိုင်လေးတွေလည်းရှိရင်ကျူလာပြောလို့ဆက်သွယ်လို့ရပါတယ်ကြီး အတနိုင်ဆုံးလေးဒါတောင်းပုံလေးနဲ့လာစားပြီးတော့ကြီတို့ page လေးမှာတင်ပေးပါမယ် feature set လေးပါဟုတ်မွေးနေ့တင်မဟုတ်ပါဘူးပေါ့နော်အော်တခြားဂျုံရင်ဂျုံနဲ့အဆင်မပြေတဲ့ကာလာတွေကြီကိုဆက်သွယ်နိုင်ပါတယ်ကြီအကောင်းဆုံးလေးလုပ်ပေးဖို့ရှိပါတယ်လောရတဲ့ရည်ရွယ်ချက်လေးကတော့ပေါ့နော်စေတနာရဲ့မေတ္တာရဲ့ဂယုဏာရဲ့စိတ်ကလေးကိုမွေးပြီးတော့တစ်ဖက်သားကိုကြောင့်အဆင်ပြေသွားတယ်ဆိုရင်အဲ့ဒီခံယူချက်လေးနဲ့ဟိုပီတိလေးဖြစ်စေခြင်းလို့ဒီအလူလေးလောရခြင်းဖြစ်ပါတယ်အော်ဆိုင်ကတော့ယူရင်မချေပါဘူးဟောပေါ့နော်အဆင်မပြေတဲ့ဆိုင်လေးဆိုရင်ပူကောင်းတယ် အရန်ကြီးအောင်မြင်နေတဲ့ဆိုင်တွေတက်ဆိုင်အဆင်မပြေဘူးဟိုးချောင်တွေပဲဖြစ်ဖြစ်နေရာလေးမှာအတုပ်ဆိုင်လေးရပဲဖွင့်ရဖွင့်ရအဲ့လိုဆိုင်လေးတွေဟာဟိုကြီတို့စားလိုက်တယ်900တထောင်လေးနဲ့လူတွေအများကြီးတည်သွားရဆိုရင် သူတို့ရောင်းရတယ်ဆိုရင်အဲ့ဒီ PD လေးကိုလိုချင်တာပါဒါကြောင့်မလို့ဒီလိုဆိုင်ရင်းကိုလေလာဖို့လာပြီးကလန်မှာကြီးတို့လာခဲ့ပြပါမယ်ဟုတ်အော်ဟုတ်ကဲ့အော် food blogger တွေများလာတဲ့ခါမှာကြီးကအရင်တော့ chef လုပ်ဖူးပါတယ်အစားအသောက်တွေဟင်းချက်ပူတယ်ဟင်းချက်ပူတဲ့ခါမှာ food blogger တွေကများလာတဲ့ခါမှာအဓိက tasting ပေါ့အရသာကိုတေးချခံနိုင်မရှိရမယ်ပြီးတော့တစ်ဖက်ကအော်ပေါ့နော်ဇီးနှုံအဲဇီးနှုံအဓိကလာမှာတော့ဇီးနှုံပေါ့ဇီးနှုံအရင်ကြည့်လေမစားနိုင်ကြဘူးလीနော်တက်တောင်း9000 3000လေးနဲ့မိသားစုတွေစားနိုင်လောက်တဲ့ဆိုင်ကလေးတွေအဲပြီးတော့ကိုကိုတိုင်းက food blogger ဖြစ်မယ်ဆိုလေတိတိကျကျအပရိသတ်ကိုတင်ပြနိုင်ဖို့ကိုကိုတိုင်းကတိကျအစားအသောက်လေးမှရတာရှိတယ်ဆိုရင်ဈေးနှုန်းလေးတွေတက်တိုင်ပိုကောင်းပါတယ်ဗောအရန်ကြီး heavy ဖြစ်တဲ့ဆာလို့ရှင်ဈေးနှုန်းတက်တက်လေးနဲ့ကောင်းကောင်းလေးကြော်ညာပြီးတဲ့ခါကျတော့ရတာရှိရှိလေးတစ်ဖက်ရဲ့ပရိသတ်တွေစားခြင်းပြီးတော့သူတို့နိုင်တဲ့ဈေးနှုန်းလေးနဲ့စားတော့ပိုပြီးအရသာရှိတာဗောဟုတ်ကဲ့အဲ့လိုစိတ်ကလေးနဲ့ပဲအာဒီ ဖူပလော့ကာတော့ကြည်အောင်မရောက်ဖြစ်ဘူးဟာတာဘက်ကိုရောက်သွားတယ်အာအစားအသောက်ပေါ်မှာဘယ်လိုခံယူချက်ရှိလဲဆိုတော့ကိုကိုရန်စပူမှုဖြစ်တဲ့အခါကျတော့ကိုရဲ့စိတ်ကိုရဲ့နှလုံးသားကိုရဲ့ရင်ထဲကခံစားချက်ကလေးနဲ့ချက်လိုက်တဲ့ဟင်းပွေတပွေဟာကိုမိသားစုပဲဖြစ်ဖြစ်ကိုအမေပဲဖြစ်ဖြစ်ကိုရဲ့တငယ်ချင်းတွေပဲဖြစ်စားလိုက်လို့ကောင်းလိုက်တာကျင်းနေလိုက်တာနောက်ထပ်စားကျင်လိုက်တာဆိုတဲ့အဲ့စိတ်ကလေးကိုရရင်ကျင်းထဲမှာပီတိဖြစ်ပြီးထက်ချက်ကျင်တဲ့စိတ်ကလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့မေတ္တာစည်းစနာနှလုံးသားနဲ့ချက်တဲ့ဟင်းလေးကိုပဲစားစီကျင်တဲ့စိတ်ကလေးနဲ့ ီစိတ်ကလေးမွေးပြီးတော့ချက်ချင်တယ်အဲ့ဒါကြောင့်မလို့ရှက်လို့ရချင်းယူရချက်ဖြစ်ခဲ့ပါတယ်ဟုတ်ဟုတ်ကဲ့ပြောလို့ရပါတယ်ဟုတ်ဟုတ်အဲဒီကုတူလေးကတော့မွေးနေ့ကစပြီးတော့လှုပ်လာတဲ့စိတ်ကူးလေးပေါ့အဲနောက်လိုင်းနောက်ပိုင်းနောက်ပိုင်းကိုလည်းလှုပ်သွားဖို့အစီအစဉ်ရှိပါတယ်နောက်ပိုင်းအဲ့လိုမျိုးဒါတို့ပေါ့နော်ဒါတို့ကိုလည်းလာပြီးတော့ဟိုဆက်သွေနိုင်ပါတယ်အဲ့လိုမျိုးဟိုကြက်တဲနေရဲ့စားတော့ဆိုင်နေရှိမယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒါတို့ကလည်းတက်နိုင်တော့လှုပ်ပေးသွားဖို့လည်းရှိပါတယ်အဲအားကြောင့်လည်း လာပြီးတော့ဆက်သွေးပါအဲဘယ်လိုဆက်သွေးရမလဲဆိုတော့ GAP ကိုလာပြီးဟိုင်းပြီးပါပြီးတော့လိပ်စာလေးတွေပို့ပြီးဘယ်နေရာလေးမှာဘယ်လိုအခက်အခဲဖြစ်နေလို့ဘယ်လိုရောက်มาတယ်ဘယ်နေရာလေးမှာဆိုရင် GRT ကနေလာခဲ့ပါမယ်เนาะကိုစီကိုကားကနေလာခဲ့ပြီးတော့မှကြီးတာမောင်လေးနဲ့တာမောင်လေးနဲ့နှစ်ယောက်เนาะတာမောင်လေးသားချင်းနေခေါ်တော့ကြီးတို့လာစားပါမယ်လာစားပြီးတော့ကြီးတို့အကောင်းဆုံးလေးတင်ပေးပါမယ်เนาะဟုတ်ကဲ့အဲ့ဒီမေတ္တာစည်းစနာလေးနဲ့ပဲကြီးတို့လုပ်ပြီးခြင်းနဲ့စိတ်ကလေးဖြစ်ပါတာဟုတ်ကဲ့ဟုတ်